ဒီနေ့မှာတော့သမိုင်းပညာရှင် Yuvanor Harari ရဲ့အလွန်စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတစ်ခုကိုအတူတူအဖြေရှာကြည့်ကြအောင်အဲ့ဒါကတော့ကျွန်တော်တို့လူသားတွေ Homo sapiens ဟာအာဖရိကတိုက်ကတာမန်မျိုးဝံတစ်မျိုးရဲ့ဘဝကနေဒီကဘာကျော်တစ်ခုလုံးကိုအုပ်စိုးတဲ့သခင်နေဖြစ်ကိုဘလို့များရောက်လာခဲ့ကြတာလဲဆိုတာပါပဲကဲဒီမြုံနိုင်စရာခီးစဉ်ကိုရှင်းပြထားပဲသူရဲ့အဓိကကြတဲ့အတွေးခေါ်တွေကိုတစ်ခုချင်းစီလေ့လာကြည့်ကြအောင်ဒီအချက်ကိုခဏလောက်အလေးနဲ့စဉ်းစားကြည့်အောင် လွန်ခဲ့တဲ့နှစ်ပေါင်း9တောင်းအဲ့ဒီအချိန်တုန်းကကျွန်တော်တို့ဘိုးပေတွေဟာဂေဟာစနစ်တန်မှာဘာမှအရေးမပါတဲ့တတ်တော်တွေပါအခုဝတ်တမန်ကဘာကိုခြိလိုက်ကျွန်တော်တို့ဟာကဘာတစ်ခုလုံးကိုစီမံခန့်ခွဲနေပြီဒါဆိုရင်ဒီလောက်ကြီးမားတဲ့ခွန်ပြန်ကြွလွားမှုကိုကျွန်တော်တို့ဘယ်လိုလုပ်နိုင်ကြတာလဲအောင်မြမှုရဲ့လူ့အော်ချက်ကတကယ်တော့ဘာဖြစ်မလဲဒါကပဲဒီနေ့ကျွန်တော်တို့အတူတူစူးစမ်းသွားမယ်ဒီကမေးခွန်းပါပဲဒီ timeline ကကျွန်တော်ရဲ့အခြေအနေကိုပို့ပြီးထင်ရှားစေပါတယ်တစ်ဖက်မှာ တဘာဝရီယာရီယာအတာမန်တွဲဆန်လေးတကောင်ဖြည့်စတင်ခဲ့တဲ့ကျွန်တော်ရဲ့ဇက်မင်။နောက်တစ်ဖက်မှာကျတော့ဒီကဘာကျော်ရဲ့အငင်းပွားစရာမရှိတဲ့အရှင်းတကင်းနဲ့ဖြည့်လက်ရှိနေတာဒီအဆုံးတစ်ခုကြတာကွာဟာချက်ကတော်တော်ကြီးကိုကြီးမားပါတယ်။အဲ့ဒီကွာဟာချက်ထဲမှာပဲကျွန်တော်ရဲ့အဖြေကရှိနေတာပါ။ကောင်းပြီ။ဒါဆိုရင်ကျွန်တော်ရဲ့စူးစမ်းမှုကိုဘယ်ကနေစကြမလဲ။လူများစုထင်နေတဲ့အယူအဆတစ်ခုကိုအရင်ဆုံးဆန်းစစ်ကြည့်ကြအောင်။အဲ့ဒါကတော့ကျွန်တော်ရဲ့အောင်မြင်မှုဟာတယောက်ချင်းစီရဲ့ထူးကဲတဲ့ဉာဏ်ရည်နဲ့စွမ်းဖောင်ရည်တွေကြောင့်ဆိုတာပါပဲ။ ဒါပေမဲ့အဲ့ဒီအယူဆကတကယ်မှန်ရဲ့လားကဲစမ်းသပ်ကြည့်လိုက်ကြအောင်ဒီလိုအခြေအနေလေးတစ်ခုကိုမြင်ရောကြည့်ပါ လူသူမဲ့ကျွန့်တကျွန့်ပေါ်မှာလူတယောက်နဲ့ချင်းပန်းစီတကောင်တောင်းတနေဆိုပါတော့ဘသူကအသက်ရှင်ဖို့အခွင့်အလမ်းပိုများမလဲတော်တော်များများကလူလို့ထင်ကြမှာပါဒါပေမဲ့တယောက်ချင်းရင်လိုက်ရင်ချင်းပန်းစီကပဲအသာစီးရနေတယ်ဆိုတော့ကိုသိလိုက်ရရင်အံ့ဩတော့နေပါတယ်ဟုတ်ပါတယ် ဒီစိတ်ကူးစံတက်ချက်ကနေတည်လဲရတာကတယောက်ချင်းမှလာကျွန်တော်တို့ကချင်ပန်စီတွေထက်တစ်ပီမထားပါဘူးအဆိုလိုတာကကျွန်တော်တို့စွမ်းအားရဲ့ရင်းမြစ်ကတူးချင်းစီရဲ့အရေးအချင်းတွေမှာရှိမနေဘူးဆိုတာပါပဲဒါဆိုရင်အဖြေကတခြားတနေရာမှာရှိနေရမယ်ဒီနေရာမှာပဲပဟေလီရဲ့ပထမဆုံးအဖြေစစ်ကိုတွေ့ပါပြီကျွန်တော်ရဲ့အဓိကအားသားချက်ကတယောက်ချင်းစီရဲ့စွမ်းရည်မဟုတ်ပါဘူးအဲ့ဒါကတော့အလွန်ကြီးမားတဲ့အရေးအတွက်နဲ့အတူတကွာပူးပေါင်းလှုပ်ဆောင်နေတဲ့ကျွန်တော်တို့ရဲ့မယုံနိုင်စရာစွမ်းရည်ပါပဲ။တခါပဲ တရားဆန်လောကတစ်ခုလုံးနဲ့ကျွန်တော်တို့ကိုလွန်ဝကွဲပြားသွားစေတဲ့အချက်ဖြစ်ပါတယ်။ဒီ slide ကကျွန်တော်တို့ရဲ့ထူးခြားတဲ့စွမ်းအားကိုရှင်းရှင်းလင်းလင်းပြောထားပါတယ်။စဉ်းစားကြည့်ပါ။ပွဲစိတ်တွေပြားတွေဟာအရွယ်တော်အပြားရင်းနဲ့ပူပေါင်းလိုက်တယ်။ဒါပေမဲ့သူတို့ရဲ့စဉ်သက်ကတင့်ကျက်တယ်။ပြောင်းလဲပြန်လဲမရှိဘူး။ချင်ပတ်စီတွေကြတော့ပြောင်းလဲပြန်လဲရှိတယ်။ဒါပေမဲ့သူတို့တိကျွမ်းတဲ့အုပ်စုငယ်လေးတွေနဲ့ပဲပူပေါင်းလို့ရတယ်။လူသားတွေကတော့နှစ်ခုလုံးရဲ့အားသာချက်ကိုပိုင်းဆိုင်ထားတယ်။ကျွန်တော်တို့ဟာလူစိမ့်ပေါင်းတန်းနဲ့ချီပြီးပူပေါင်းနိုင်တယ်လို့ လွယ်လာရင်ကျွန်တော်တို့ရဲ့လူမှုဖွဲ့စည်းပုံကိုချစ်ချင်းပြောင်းလဲပြနိုင်တယ်။ဒါဟာတကယ့်ကိုအဆုံးဖြတ်ပေးတဲ့ပေါင်းစပ်မှုပါပဲ။ဟာရာရီရဲ့ဒီစကားကအဓိကအချက်ကိုထီထီမိမိပြောပြထားပါတယ်။လူတစ်ထောင်ဟာညီညွတ်တဲ့အင်အားစုတစ်ခုအဖြစ်ပူပေါင်းလှုပ်ဆောင်နိုင်တယ်။တစ်ဖက်မှာတော့ချင်ပန်းစီတစ်ထောင်ဆိုတာခံရစပါပဲ။တကောင်ချင်းစီရဲ့အစုဝေးတစ်ခုသာဖြစ်နေမှာပါ။ဒီလိုကြီးမားတဲ့အတိုင်းအတာနဲ့ညီနိုင်ဆောင်ရနိုင်စွမ်းကပဲကျွန်တော်တို့ရဲ့အဓိကအားပါချက်ဖြစ်နေတာပါ။ကောင်းပြီ။ဒါဆိုရင်နောက်ထပ်မေးခွန်းတစ်ခုထပ်ပေါ်လာပြီ။ကျွန်တော်တို့က ဘလောလောပီတလောက်ချီးမားတဲ့အရွေးအတွက်နဲ့ပူးပေါင်းဆောင်ရွက်နိုင်ကြတာလေလူတန်းပေါင်းများစွာကိုအတူတကွလက်တွဲလှုပ်ဆောင်စေတဲ့ရုပ်ဝတ်ချက်ကပါဖြစ်မလဲအဖြစ်ကတော့အန်အောစရာကောင်းလာအောင်ရိုးရှင်းပေးမယ်အလွန်စွမ်းထက်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့အတူတကွယုံကြည်ထားကြတဲ့ဇလန်းနေကြောင်းပါပဲဒီနေ့မှာဟာရာရီရဲ့အဓိကကြားတဲ့အယူအဆတစ်ခုဖြစ်တဲ့စိတ်ကူးရင်အမှန်တရားတမောဖီရှင်နယ်ရီယယ်လီတီဆိုတာကိုရလာပါပြီဒါရီကဘာဒီလဲဆိုတာငွေဥပဒေနိုင်ငံတွေလိုမျိုးယူဝတ္ထုလောကမှာတကယ်မရှိပဲကျွန်တော်တို့ရဲ့စူပေါင်းစိတ်ကူးတဲ့မှာပဲတည်ရှိတဲ့အရာတွေပါ ဒါတွေကိုလူအဖွဲ့အစည်းကိုလက်ပတ်စေတဲ့ software လို့မြင်လို့ရပါတယ်ဒီ software ကြောင့်ပဲကျွန်တော်တို့ကတခြားပင်မျိုးစစ်မှမလုံနိုင်တဲ့အတိုင်းအတာနဲ့ပူးပေါင်းဆောင်ရွက်နိုင်ကြတာပါဒီအကြောင်းကို Harari က Hata Nobi ဒီကိုရှင်းပြပါတယ်သူကခင်ဗျားဟာချင်မန်စီတကောင်ကိုတည်ရင်ချင်မန်စီနှက်ပြီးရောက်မယ်အဲ့ဒီမှာငါပြောသေးတဲ့ငရားကြီးဆိုင်ရမယ်လို့ကတိပေးပြီးသူ့လက်ထက်ကငါပြောသေးကိုတောင်းလို့ဘယ်တော့မှရမှာမဟုတ်ဘူးလို့ဆိုရတယ်။ဒါကရဲဆရာကောင်းပဲတကယ်တော့ရမ်းနဲ့နေပါတယ်။ မြဝေထတဲ့ဇန်လန်းလေးကိုယုံကြည်နိုင်စွမ်းဒါဟာကျွန်တော်တို့လူသားဖြစ်စေတဲ့အဓိကအချက်ပဲဆိုတာကိုမိမောင်းထုတ်ပြနေတာပါကဲဒါဆိုရင်ကျွန်တော်တို့ရဲ့ဘဝတွေကိုပုံဖော်နေတဲ့ဒီစိတ်ကူးရံအမှန်တရားတွေကဘာတွေလဲပြီးတော့ဒီအရာတွေကကျွန်တော်တို့ရဲ့ရှုပ်ထွေးတဲ့လူခွေစီတွေကိုတိဆောက်ရမှာဘလို့အုံမြချပေးခဲ့တယ်လဲကျွန်တော်တို့ဖန်တီးခဲ့တဲ့အစွမ်းသက်ဆုံးဇလန်းတချို့ကိုအနီးကပ်လေ့လာကြည့်ကြရအောင်ဒီ slide ကကျွန်တော်တို့ရဲ့ဆွနှွေးမှုအတွက်လမ်းညွန်တစ်ခုပါပဲဒီစိတ်ကူးရံဇလန်းတွေတရားမှုအကြီးဆုံးနဲ့ပဲ၄ခုကိုကြီးတော်မှာပါ ဘာသာရေးဥပဒေနိုင်ငံရေးနဲ့စီးပွားရေးတို့ပါပဲကျွန်တော်တို့တွေ့မြင်ရမယ့်အတိုင်းဒီမြဝယ်ထားတဲ့ဇလန်းတွေဟာကျွန်တော်တို့လူအဖွဲ့အစည်းရဲ့အုံမြင့်တွေပါပဲဥပမာအနေနဲ့လူအခွင့်အရေးနဲ့နိုင်ငံဆိုတဲ့အယူအဆတွေကိုကြည့်ပါဒါတွေကိုကျွန်တော်တို့မြင်လို့မရဘူးထိလို့မရဘူးဒါပြည့်ကျွန်တော်တို့ရဲ့ဘဝတွေအပေါ်မှာတကယ့်ကိုကြီးမားတဲ့တက်ရောက်မှုတွေရှိတယ်ဘာကြောင့်လဲဆိုတော့ဒါတွေဟာရုပ်ပိုင်းဆိုင်ရာအမှန်တရားတွေမဟုတ်ဘဲကျွန်တော်တို့အားလုံးကယုံကြည်ဖို့သဘောတူထားတဲ့အစွမ်းထက်ကဇလန်းတွေဖြစ်နေလို့ပါပဲ ဒီဇာလန်တွေကပဲကျွန်တော်တို့ရဲ့ခေတ်သစ်ကဘာကြီးကိုတိဆောက်ထားတာပါအခုစီးပွားရေးလောကကိုကြည့်ရအောင် ကော်ပိုရေးရှင်းတစ်ခုဆိုတာတကယ်တော့ဘာလဲခဏလောက်စဉ်းစားကြည့်ဘူးလားဒါဟာလူတယောက်မဟုတ်ဘူးအဆောက်အအုံမဟုတ်ဘူးကုန်ပစ္စည်းလည်းမဟုတ်ဘူးဒါဟာတရားဝင်စိတ်ကူးရင်တစ်ခုကျွန်တော်တို့အားလုံးယုံကြည်ဖို့တဘောတူထားတဲ့ဇာလန်တစ်ပုပါပဲဒါပေမဲ့ဒီစိတ်ကူးရင်ဖန်တီးမှုမှာကျွန်တော်တို့ရဲ့စီးပွားရေးနဲ့ဘဝတွေကိုလက်တွေ့ကြကြဖုံဖော်နိုင်တဲ့တကယ်စွမ်းအားတွေရှိနေပါတယ် ဒီအချက်ကကျွန်တော်တို့ကိုအစွမ်းအထက်ဆုံးဇလန်ဖြစ်တဲ့ငွေကြီးရေးစီကိုခေါ်သွားပါတယ်။စဉ်းစားကြည့်လေလူတိုင်းကတူညီတဲ့ဖျားကိုမခိုးခွဲဘူး။တူညီတဲ့အစိုးရကိုမထောက်ခံဘူး။ဒါပေမဲ့ကဘာပေါ်ကလူအများစုဟာပိတ်ဆိုင်ဟင်တံပိုးကိုယုံကြည်ကြတယ်။ဒါဟာကျွန်တော်တို့အားလုံးကိုစီးလုံးစေတဲ့တစ်ခုတည်းသောဇလန်ဖြစ်ပြီးအဲ့ဒီအချက်ကပဲသူ့ကိုမယုံနိုင်စရာစွမ်းအားတွေပေးထားတာပါ။ ကဲဒါတွေအားလုံးကိုခြုံငုံကြည့်လိုက်ရင်ဘာကိုစုလို့တာလဲမြဝဲထားတဲ့ဇလန်းတွေပေါ်မှာတိဆောက်ထားတဲ့ကဘာကြီးမှာနေထိုင်ရခြင်းရဲ့ဂျူဆက်တွေပါပါတယ်လေခဏလောက်နောက်ဆုံးပြီးပုံကြီးကိုကြည့်လိုက်ကြရအောင် dislike က Harari ရဲ့အတိတ်ကဲ့ရိုဆက်တစ်ခုကိုအရှင်းရှင်းလင်းလင်းပြထားပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဟာအမှန်တရားနှစ်ခုတည်းမှာတပြိုင်တည်းနေထိုင်နေတယ်ဆိုတာပါပဲတစ်ဖက်မှာတောင်တေမြစ်တွေတပင့်တွေရှိတဲ့ရုပ်ပိုင်းဆိုင်ရာကဘာဓမ္မရထံကြတဲ့အမှန်တရားရှိတယ် ောက်တစ်ဖက်မှာတော့နိုင်ငံတွေ corporations တွေလူအခွင့်အရေးတွေရှိတဲ့စိတ်ကူးယဉ်ကပါရှိနေတယ်အခုချိန်မှာတော့အဲ့ဒီစိတ်ကူးယဉ်ကပါကပဲအတိတ်ကနေအောင်ယူထပ်ပါပဲ ဒီချက်ကတော့ Harari ရဲ့ theory ထဲမှာ NOC အကောင်းဆုံးပိုင်းပါပဲကျွန်တော်တို့ရဲ့စိတ်ကူးရဲ့အမှန်ကြားဟာတကယ်ရုပ်ပိုင်းဆိုင်ရာအမှန်ကြားထက်ပိုပြီးအားကောင်းလာခဲ့ပြီးဥပမာ Amazon ဒေါ့ဂျီရဲ့ကံချက်မှာဝင်ရိုးဆုံးရေခဲတောင်တွေရဲ့အနာဂတ်ဟာအခုဆိုရင် Google လို Corporation တွေ American လိုနိုင်ငံတွေရဲ့ဆုံးဖြတ်ချက်တွေပေါ်မှာမူတည်နေပြီဒါဟာတဘာဝရဲ့အစီအစဉ်ကိုလုံဝပြောင်းပြန်လန်လိုက်တာဖြစ်ပြီးကျွန်တော်တို့ကဘာကျော်ရဲ့အနာဂတ်အတွက်နည်းနည်းတဲ့ကျိုးစစ်တွေရှိနေပါတယ် ကြည့်တော့ကျွန်တော်တို့ဘဲကိုဆက်သွားကြမလဲကျွန်တော်တို့ရဲ့မြဝေထားတဲ့ဇလန်တွေကကျွန်တော်တို့ကိုဒီအထိပို့ဆောင်ပေးခဲ့တယ်ဆိုရင်အနာဂတ်မှာတော့ဘာတွေဆက်ဖြစ်မလဲလူသားမျိုးနွယ်ဇလန်ရဲ့နောက်ခံကဘယ်လိုပုံစံဖြစ်လာနိုင်မလဲဆိုတာကိုစဉ်းစားရင်းနဲ့မယ်ဒီဆွေးနွေးမှုကိုအဆုံးသတ်ကြရအောင်မိပညာတွေအရှိန်ဟုန်နဲ့တိုးတက်လာတဲ့အမြကျွန်တော်တို့ဟာတော်လန်ရဲ့အသက်တစ်ခုရဲ့အစမှရောက်နေပါပြီ။ ာရာရီကသတိပေးထားတာက artificial intelligence တွေပူပြီးအားကောင်းလာတာနဲ့အမျှလူသားတွေရဲ့ကြွမ်းကျင်မှုတော်တော်များများကိုအစားထိုးနိုင်ပြီးအသွုံးမဝင်တဲ့လူတန်းစားတက်တဲ့အကိုဖန်တီးလာနိုင်တယ်ဆိုတာပါပဲ။ဒါကကျွန်တော်တို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးနည်းနည်းနဲ့မေးခွန်းတွေမေးလာစေတယ်။ကဘာပေါ်မှာအတိညာအရှိဆုံးတတ်တော်ဟာမဟုတ်တော့တဲ့ကဘာကြီးမှာကျွန်တော်တို့ကိုယ့်ကိုယ်ကိုပြောပြဖို့ဘယ်လိုဇလန်အသက်တွေလိုအပ်လာမလဲ။ဒီခေတ်တည်းမှာလူသားတယောက်ဖြစ်ရချင်းရဲ့အတိတ်ပဲကဘာဖြစ်လာမလဲ။ဒါတွေကပဲကျွန်တော်တို့ဇလန်ရဲ့နောက်အခန်းလာကိုအဆုံးဖြတ်ပေးမယ်မေးခွန်းတွေပါပဲ။